Hello everyone. Leo Weekly Zodiac Audio Podcast ဒီဇင်ဘာအစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဆိုတော့ဒီတစ်ခါကတော့ Leo December လ10ရက်နေ့ကနေ15ရက်နေ့အထိရာသီပတ်တစ်ခုချင်းစီအလိုက်တည်တင်းတည်ထိုက်တဲ့ message ပေါ့နော်။ Zodiac Energy ကို Leo ကကြည့်ပေးမှာဖြစ်ပါတယ်။ဆိုတော့ Aries to Pisces ဖြစ်မယ်ပေါ့နော်။နောက်တစ်ခုကဒီ video ကိုအဲနားထောင်တဲ့အခါမှာ sun sign moon sign rising sign နဲ့လိုက်ပြီးနားထောင်လို့ရတယ်ဆိုကြပါဆို if you are sun uh pisces moon gemini rising leo ဆိုလို့ရှိရင်ဒီတို့ leo မှာလည်းနားထောင်လို့ရမယ် gemini မှာလည်းနားထောင်ကြည့်လို့ရမယ် pisces မှာလည်းသွားနားထောင်ကြည့်လို့ရမယ်ပေါ့နော်ကိုယ်နဲ့အကန့်ညီဆုံး message ကိုယူပါအပတ်တိုင်းနားဆင်သွားပါလို့ဒီကအကြံပြုရပေါ့နော် okay ဒါဆိုလို့ရှိရင် leo တို့ reading လေးကိုစမယ်အဲ့တော့ Aries to Pisces တခုချင်းစီလေးကိုဖတ်ပြီးသွားမယ်အဲ့တော့ first of all let's start with aries aries တရားနေစပြီးတော့ဖတ်ပြီးမယ်လာမယ့် december 8 to 15 energy aries တွေဘလို့ရှိမလဲပေါ့နော် Aries ဒီနည်းနည်းတော့ပင်မမ်းမယ်အခုလာမဲ့အပတ်ကတော့နည်းနည်း struggle လုပ်ရမယ့်ကိစ္စတွေရှိတယ်။ကိုယ်မှာကြောက်နေတဲ့အရာတွေရှိတယ်။အဲဒီအလုပ်ကိုလုပ်နိုင်မှာမလားဆိုပြီးတော့ confidence တက်လိုက်ကြလိုက်တက်လိုက်ကြလိုက်နဲ့နည်း shaky ဖြစ်နေရလေးရှိမယ်ဒီတစ်ပတ်တာကာလအတွင်းမှာမကုံကြတဲ့မဲ့ကုံကြတာအဖိတ်အစဉ်အလေလွင့်နေဖြစ်တာမျိုးလေးငွေကြီးနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်တယ် decision မှားတာဆုံးဖြတ်ချက်မှားတာမျိုးလေးကြုံရတတ်တယ်နောက်တစ်ခုတချို့ errors ရှိဆိုလို့ရှိရင်အဲလူလိန်ခံရတာမျိုးလေးကြုံရတတ်တယ်သတိထားပေါ့နော်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုယ့်ရဲ့ငွေကြေးသုံးစွဲရမယ့်ကိစ္စမျိုးပေါ့နော်ဘယ်ကိစ္စမျိုးမဆို investment လုပ်တာမျိုးတွေဒီတစ်ပတ်တာကာလအတွင်းမှာဘာမှလုပ်လို့မကောင်းသေးဘူး PC ဥစ္စာတွေရောင်းနှံပေါင်းလို့လည်းမကောင်းသေးပေါ့နော်ရောင်းချတာတို့ပေါင်းတာတို့သူများကအက်ထားတာမျိုးတို့နော်ပတ်စံလိုချင်လို့အဲကိုကရောင်းလိုက်တယ်ဆိုရင်ဈေးအနှိမ်နဲ့အဖြတ်ခံရတာမျိုးတွေဈေးဖြတ်ခံရတာမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်မို့လို့ငွေကြီးပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ investment ကြီးဘာမှမလုပ်နဲ့အောင် decision တွေလည်းမှားတတ်ပါတယ်တဲ့နော်လောဘမကြီးပါနဲ့လို့ Aries ကြီးကိုအဲလီယိုအရ message လေးပေးခြင်းနဲ့ပေါ့နော် okay let's move on to taurus အဲ့တော့ taurus တွေအတွက်ကိုကြည့်ပေးမယ် what's going to be your energy for coming december 8 to 15 taurus တချို့ taurus တွေတဲ့စိတ်ထဲမှာခီးသွားခြင်းနေရာမျိုးတို့ရဲ့ဝေးနေရာဒေသကိုသွားခြင်းနေရာမျိုးရှိမယ်တချို့ taurus တွေကြတော့တဲ့ အဲအလုပ်တွေပါကြီးရှောက်ထားတာမျိုးဆိုလို့ရှိရင်လည်းအလုပ်ခန်းစာเนาะအင်တာဗျူးခေါ်စာဒါတွေမျှော်နေတာမျိုးတို့နော်အဲ email မျောနေတာမျိုးလေးတွေနော်အဲဒီလိုမျိုးလေးတွေတမျောမျောစောင့်နေရတဲ့ဟာမျိုးလေးရှိနေတတ်တယ်တဲ့ဒီ debater ကာလာအတွင်းမှာ torres တီတဲ့ do or die yes or no ဖြစ်ဖြစ်တတအဆုံးဖြတ်ချက်ပေးရမယ့်အခြေအနေမျိုးတွေကြုံရတတ်ပါတယ်အဲ့လိုမျိုးကြုံရတဲ့အခါမှာ torres တီကအဲနှလုံးသားကိုသိပြီးတော့မစင်းစားနဲ့စိတ်ခံစားချက်တွေကို ိတ်ပြီးတော့မစင်းစားနဲ့ပေါ့နော် empathy sympathy ခဏထားပြီးဒီကိစ္စဖြစ်တယ်လားမဖြစ်သင့်ဘူးလားเนาะဒီအခြေအနေတစ်ခုရအမှန်တရားပါလေအမှန်တရားဘက်ကိုပဲလိုက်ပြီးတော့ဆုံးဖြတ်ချက်ချပါတယ်เนาะအာဒီတစ်ပတ်တာကာလာအတွင်းမှာအဲတချို့ရဲ့တတပတ်တီကတော့လှုပ်ပေးခဲ့တာမျိုးတွေရှိမှမပြောတာမျိုးတွေရှိမှအားနာလို့ဆိုပြီးတော့เนาะမပြောဘဲနဲ့နီနီယာမျိုးတွေရှိပြီးမှဒီတစ်ပတ်ကတော့မရဘူးတဲ့ Torres စီပြောကိုပြောထုတ်ဖြစ်တော့မှာပေါ့เนาะ ဒီလိုလုပ်နေရမတရားဘူးဒီလိုလုပ်နေရမမှန်ဘူးတကယ်အမှန်တရားပါငါဘယ်လိုပုံစံမျိုးလိုချင်တာဒီနို့အချို့ပြင်ရမယ်နော်အဲဒီလိုမျိုးလေးတွေအဲပြောရဖို့ရှိရတယ်နည်းနည်း fight ရဖို့ရှိပါတယ်အဲ့တော့ရဲဝံပြတ်သွားစွာအဲရင်ဆိုင်လိုက်ပါလို့လီကအကြံပေးချင်တယ်နော် okay torres d you can do it နော် okay all right next gemini ကိုကြည့်ပေးပါမယ်အဲ့တော့ gemini နေအတွက်ကို လာမယ့် december 6ရက်နေ့ကနေ15ရက်နေ့ထိ energy ရ ဘယ်လိုရှိပါသလဲ All right Gemini Gemini နေစိတ်ထဲမှာတင်းခန့်ထားတာမျိုးတွေဒါ Sun Gemini မှာမဟုတ် Moon ကြီးလည်းပါနိုင်တယ်ပေါ့နော်စိတ်ထဲမှာတင်းခန့်ထားတယ်မလုပ်ဘူးငါဒီဟာတော့အာ pass မပေးနိုင်ဘူးဒီဟာတော့ငါအလောင်းမလုပ်ဘူးဒီလုပ်ကတော့ငါမလုပ်ဘူးစိတ်ထဲမှာတင်းခန့်ထားတာမျိုးရှိတယ်ပေါ့နော်ကိုကိုကိုမှကိုတတ်မှတ်ထားတဲ့ Sun ကြီးတွေကမဝင်တော့တချို့ကြလဲ boundary တွေအဲ set လုပ်ထားတာမျိုးကြောင့်ဖြစ်ချင်းဖြစ်မယ်ပေါ့နော် ဲတော့အသင့်အနေထားပုံစံမျိုးပေါ့နော်ငါဘယ်သူကလာဖိုက်မလဲမသိဘူးငါဘယ်သူက complain တက်မှာမသိဘူးငါပြန်ပြီးတော့အဲဘယ်လိုဘယ်လိုမျိုးလေးပြန်ပြီးတော့ခြေမိုးပြီးတော့အဲပြန်ပြီးတော့ဒါကိုတွန်းလှန်ရမလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ Gemini နေအတွေးများနေတယ်ဒါပေမဲ့ဒီတပတ်တာကာလအတွင်းအလုပ်တွေတင်းကြီးခံပြီးတော့လောက်ပါအဆင်ပြေတတ်တယ်ငွေကြီးကံလည်းကောင်းနေတဲ့ပေါ့နော်ကိုကငွေကြီးတွေပါလေလိုအပ်တယ်ဆိုလို့ရှိရင်ငွေကြီးအကူကြီးအထောက်ပံ့ပေးမဲ့မိတ်ဆွေကောင်းနေကို့အနီးနားသူတွေကကို့ကူညီတာမျိုးတွေ ဖြစ်တတ်ပါလေတဲ့နော်ဆိုတော့အဲစိတ်ရှိရှိနဲ့အလုပ်ကိုလုပ်ရမှာရတဲ့ဘက်ဖြစ်တယ်လို့ဒီဘက် Gemini ညို message ပေးခြင်းတယ်နော်ဆိုတော့ wish you all the best all right okay next cancer ကိုကြည့်ပေးမယ်အဲ့တော့ cancer လေးတွေလာမဲ့ December 8 to 15 what's gonna be your energy for cancer all right let's see cancel oh my gosh cancel ရီးတယ်နော်ငါဒီတောင်ကိုကြော်နိုင်ပါမလားငါဒီအလုပ်ကိုလုပ်နိုင်ပါမလား so much challenging ပေါ့နော်လူကြီးနဲ့ပြောဆိုဆက်ဆက်နေရချို့ချော်လဲကိုယ့်ရဲ့အထက်အရာရှိပုဂ္ဂိုလ် boss တွေနဲ့ပြောရဆိုရတာမျိုးတွေအဆင်ပြေပါမလားဆိုပြီးစိတ်ပူနေရမျိုးတွေရှိမယ်တချို့ချော်ကလည်း authoritative person တွေပေါ့နော်ဆိုင်ရာပိုင်ရာအာနာယာတူးကြီးရဲ့တွေနဲ့ပတ်သက်ဆက်ဆံရမှာပြောဆိုရမယ့်ကိစ္စမျိုးတွေရှိတဲ့အခါကျတော့အဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေပါမလားဆိုပြီးစိတ်ထဲမှာ နည်းနည်းလေးတွေးပူနေရမျိုးတွေဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒီဘက်တာကာလာတွင်မှာကုညီပေးမဲ့မိတ်ဆွေကောင်းတွေတွေ့ရတဲ့တည်းကို့အနားမှာရှိရဲ့ဆုံးမိတ်ကို့အနားမှာရှိရဲ့မိတ်ဆွေတငယ်ချင်းဒါမှမဟုတ်ကို့ရဲ့ partner ဖြစ်နိုင်တယ်ပေါ့နော်အကို့ရဲ့လက်တွဲပေါ့ဘွားလက်တွဲပေါ့ပေါ့လေသူနဲ့အတူတူတန်းတန်းမင်းမင်းလေးအလုပ်လုပ်ဖြစ်မယ်သူပြောတဲ့စကားလေးနားထောင်ပြီးလိုက်လောက်တာလေးတွေက cancel အတွက်အင်မတန်မှကောင်းမွန်တဲ့အင်မတန်မှကိစ္စရက်တွေကိုအဆင်ပြေစေပါတယ်တဲ့နော် အဲ့တော့ဒီဒီဗတာကာလာအတွင်းမှာအချီရေကန်စမ်းနေလဲတက်နေအောင်တွေ့ရခန်ဆယ်လေး single cancer လေးဆိုလို့ရှိရင်လေကိုယ်စကားလာပြောတာမျိုးတို့လာဖွင့်ပြောတာမျိုးတို့เนาะအဲကိုယ်ရင်ပတ်ချင်းနီးစမ်းအောင်စူးစမ်းတဲ့သူတွေနဲ့တွေ့တာမျိုးလေးတွေအဲဖြစ်တတ်တယ်အဲ့တော့ cancer ရဲ့စမ်းလဲကောင်းနေရအချီရေကန်လဲကောင်းနေရမိတ်ဆွေကန် partner ကန်လဲကောင်းနေရအောင်တွေ့ရပါတယ်ဆိုတော့ wish you all the best cancer all right okay let's move on to လီယိုအဲ့တော့လီယိုယာတီဘွားတွေအတွက်ကြီးပေးမယ်လာမယ့်ဒီဇင်ဘာ၈ရက်နေ့ကနေ15ရက်နေ့ဒီ energy for leo thank you so much leo เนาะ stability security တချို့ကြတော့ family life တခုပေါ့เนาะငွေရေးကြီးပူလုံပြည့်ပြည့်စုံစုံလေးနဲ့အဲနေခြင်းနာမျိုးเนาะအဲတချို့ကြလည်းမိသားစုနဲ့ဝေးနေရလေးကိုဆိုလို့ရှိရင်မိသားစုနဲ့ပြန်ပြီးရောစုံစည်းခြင်းနာမျိုးတွေရှိမယ်အဓိကကတော့ leo စိတ်ထဲခံစားရတော့ stability ပေါ့เนาะအဲနေရာ ဒေတာတစ်ခုမှာဆက်သက်ဖြစ်တာငွေကြေးတွေစုဆောင်းမိတာအဲ့လိုမျိုးလေးတွေဖြစ်ချင်တယ်လက်ရှိမှာတော့ငွေဝင်ငွေထွက်တွေကတော့မြန်နေတတ်တယ်ငွေကြေးတွေဝင်လာဘူးရှိတယ်လို့ဒီငွေတွေကိုဘယ်လိုပြန်သုံးချရမှာလဲဆိုတာကိုပြန်ပြီးတော့တွက်ဆရတဲ့ကိစ္စမျိုးလေးတွေဒီတပတ် တာကာလအတွင်းမှာကြုံရတတ်တယ်နောက်တစ်ခုကကျတော့တချို့လီယိုရီဆိုလို့ရှိရင်လည်းအလုံးတစ်ခုလောက်ရတာမျိုးအလုံးတစ်ခုလောက်တာကြောင့်မလို့တခြားရက်သက်တပတ်တွေထဲစာလို့ရှိရင်ဒီတပတ်တာကာလအတွင်းမှာအလုံးများနေတာမျိုးတွေရှိတတ်တယ်တခုခုသုံးဆွဲတော့မယ်ဆိုလို့ရှိလို့ရှိရင်ကိုဝါစင်း င်းစားချင်းချင်ရတာမျိုးလေးကြုံရတတ်တယ်ပေါ့နော်ငွေကိုလွတ်လွတ်စပဲတုံးလိုက်လို့မရဘူးငါဖယ်ထားမယ့်ကိစ္စမျိုးတွေရှိရဲအဲဒီလိုမျိုးလေးပေါ့နော်စီစစ်ဆက်ဖြစ်နေမဲ့သဘောမျိုးလေးတွေ့ရတယ်အငွေနဲ့လက်နဲ့တော့ပြက်မှာမဟုတ်ပါဘူးတဲ့ဒါပေမဲ့မပြက်ပေမဲ့လည်းဖောဖောတီတီမသုံးဆွဲတော့ဘဲနဲ့စိစိဆက်ဆက်လေးဝင်ငွေထွက်ငွေကိုချိန်တိုးစဉ်းစားပြီးတော့သုံးဆွဲနေတဲ့ Leo တွေကိုတွေ့နေရအောင်မြင်ရတယ်ပေါ့နော်ဆိုတော့ wish you all the best Leo okay all right next ဗာဂိုကိုကြည့်ပေးပါမယ်အဲ့တော့ဗာဂိုလေးဒီလာမယ့် December 10ရက်နေ့နီး15ရက်နေ့တိ energy ကဘယ်လိုရှိပါသလဲ All right Virgo Virgo ရေစိတ်ကြနေတာမျိုးเนาะ depress ဖြစ်နေတာစိတ်မှာဆုံးဖြတ်ခံနေတာမျိုးတွေเนาะ အဲနောက်တစ်ခွက်ကျတော့တက်လိုက်ကြလိုက်ပေါ့တချို့ရက်တွေကျတော့လည်းအလုတ်တာအလုတ်ချင်တချို့ရက်တွေကျတော့လုံးမလုံးချင်ဘူးမုတ်တေးရန်စွင်းဖြစ်နေရမျိုးတွေဖြစ်တယ်နောက်ကျမ်းမာရေးမကောင်းနေထိုင်မကောင်းစိတ်နဲ့ပတ်သက်ပြီးတော့တော်တော်ကောင်းအဲခန္ဓာကိုယ်ပေါ့နော်ဒီ physical ဘိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့တော်တော်ကောင်းနေမကောင်းဖြစ်နေရမျိုးလို့နော်အားနည်းနေရမျိုးတွေဆိုလို့ရှိရင်ဒီဘက်တာကာလာအတွင်းမှာပြန်လဲပြီးတော့ကျမ်းမာလာပါလိမ့်မယ်တဲ့နော် vagary တဲ့လီကိုဗာပြောလဲဆိုရက်ကကျတော့ကိုယ်နာမှာ most of the vagary နော်ဒီမှာမြင်ရတာတော့ကိုယ်နာမှာကိုယ်စောင့်ရှောက်ပြီးနေတယ်စောင့်ရှောက် ောက်ကောင်းတွေရှိတယ်တဲ့အထူးထူးခြားခြားပေါ့နော်မေတ္တာပို့ပေးမမိပါနဲ့ကို့အနာမှာကို့ဆောင်းရှောင်းနေတဲ့သူရှိတယ်ပို့ကိုကောင်းတွေရှိတယ်ဆိုရဲစိတ်လေးနဲ့တွေးပြီးတော့မေတ္တာလေးပဲပို့လိုက်အဲကို့မှာခက်ခဲနေတဲ့အရာလေးတွေဆိုရင်သူကလမ်းပြပေးတာ lift up လုပ်ပေးတာအစင်ပြေချောမွေအောင် smooth လုပ် smooth လုပ်ပေးတာမျိုးကြီးကြုံရတတ်တယ်အဲ့တော့ don't forget your guardian angel နော်ကို့အနာမှာရှိနေတဲ့အဆောင်ရှောက်တွေကိုအတိမတ်ပြုပေးပါချစ်စမီတာလီပို့ပေးပါကို့ဆောင်ရှောက်နေအောင်ဂျေဇုတင်ပါတယ်လို့ပြောလိုက်တာနဲ့ကိုပဲ so you give the appreciation not appreciate လောက်လိုက်တာနဲ့ကိုပဲအဲကို့မှာနေလို့ထိုင်လို့ကောင်းလာတယ်ကိုခက်ခဲနေတဲ့အရာတွေပြန်ပြီးရောပွင့်လန်းလာတာမျိုးကြီးကြုံရတတ်တယ်เนาะ so don't forget your guardian angel virgo all right wish you all the best okay let's move on to libra libra ရဲ့အတွက်လာမယ့် december 10ရက်နေ့ကနေ15ရက်နေ့ထိကဘယ်လို energy မျိုးရှိမလဲကြည့်ကြမယ်เนาะ libra All right Libra okay Libra ดิเนาะมิงลาซอมโจซานี่ดามีตาซูไลฟ์ตะคู่ทูดาวจินนาอัจฉินะปัดตะပြီးတော့เอ่อเอ่อစဉ်းစားနေတာดิရှိရယ်เนาะဥမာတချို့ကြောင့်ဟာလဲ baby expect လုပ်နေတာဗောเนาะตาသမီးမျောလင့်နေတယ်အဲตาသမီးလာဖို့ စောင့်ဆိုင်နေတဲ့ဝေးကွာနေတဲ့ relationship တွေဆိုလို့ရှိရင်ပြန်လဲစုံစည်းပြီးတော့မိသားစု life တွေတခုကိုပုံရိပ်ဖော်ထားတဲ့အတိုင်းဖြစ်ချင်တာမျိုးတွေအိမ်မက်စစ်ကူတွေကတော့အများကြီးပဲတဲ့နော်အဲ လက်တွေ့မှာတော့ဒီတပတ်တာကာလတွင်းမှာတော့ကိုစိတ်ကူးရတဲ့အတိုင်းတော့မဖြစ်သေးဘူးမဖြစ်သေးဘူးဒါပေမဲ့ငွေကိုချင့်ချိန်သုံးဆွဲရတာမျိုးတွေအလုံးတစ်ခုလောက်အောင်နည်းနည်းတိုင်ပတ်တာတိုင်တိုင်ပတ်ပြီးတော့နည်းနည်း busy ဖြစ်တာပေါ့ကွာနောက်တစ်ခါကျတော့ကိုကပတ်စံသုံးမယ်ဆိုရင်ပတ်စံကတော့ဝင်းနေတာပဲသူများတွေကြည့်ရင်တော့ဟာနီပတ်စံနေရနေတာပဲဆိုမြဲကိုကနဲ့ကိုသုံးလို့မလောက်တာသုံးစရာကိစ္စတွေပြန်ပြန်ပေါ်လာတာဒါနဲ့ကိုတစ်ဖက်ကဝင်းနဲ့ဝင်းဝင်းနဲ့လိုက်ပြီးတော့ကိုကိုင်ပြီးစဉ်းစားရတာမျိုးတွေပေါ့နော်ခုနကပြောသလို family planning ပေါ့နော် ကလေးယူဖို့စဉ်းစားနေရမှာကလေးကလေးရတဲ့ကိုပင်းဆောင်ထားတယ်ကလေးလာတော့မှဆိုကိုကငွေကြီးရအရင်နဲ့မတူတော့ဘူးနည်းနည်းလေးကျက်သွားပြီကိုကတိုတီတီချာချာစစ်စစ်ကိုကိုလေးတုံးတော့မှပဲအဆင်ပြေတော့မှအဲဒီလိုမျိုးတွေဒီတစ်ပတ်တာကလာတွေမှာပတ်စံကိစ္စနဲ့ပတ်သက်ပြီးတော့ a little bit တိုင်ပတ်ဖို့ရှိပါတယ်တိုင်ပတ်တယ်ဆိုရလဲခုနပြောသလိုစစ်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 တုံးဖို့အတွက်ကိုအဲပြင်ဆင်တာမျိုးဖြစ်နိုင်တယ်ပေါ့နော်နည်းနည်းတော့အလုပ်များတက်ပါတယ် library ပေါ့နော် ကလေးယူရာမျိုးတို့ဘာလို့မဟုတ်ဘူးဆိုရင်တော့မှအခုနပြောတဲ့ငွေကြီးကိစ္စနဲ့ပတ်သက်ပြီးတော့အဲလီယိုပြောတဲ့ကိစ္စလေးပြုလို့ရတာမျိုးကြီးဂျုံဝတက် Libra เนาะ Okay wish you all the best too Libra Okay and then next Scorpio ရိုကြည့်ပေးပါမယ်အဲ့တော့ Scorpio ရိုလာမယ့် December 6ရက်နေ့ကနေ15ရက်နေ့ဒီ energy လေးကိုကြည့်လိုက်ကြမယ် Scorpio เนาะစိတ်ထဲမှာစိတ်မရှိဘူး very impatient เนาะရံဖြစ်ချင်တခုခုဆိုတော့စိတ်လိုက်မှန်ပါပြောပြစ်လိုက်ချင်တယ်စိတ်လိုက်မှန်ပါဆုံးဖြတ်လိုက်ချင်တယ်ဘာမှရှင်းတော့မစင်စားဘဲနဲ့လှုပ်ချပြစ်လိုက်ချင်တဲ့အဲ Scorpio တွေတွေ့တယ်လုပ်ငန်းဆိုလို့ရှိရင်လည်းမတွင်ကြတာမျိုးဒုံရင်းကဒုံရင်းပဲဖြစ်နေတာမျိုးပေါ့เนาะနောက်တစ်ခုကကိုကဒီလှုပ်တစ်ခုလှုပ်မှာတခြားတနေရာပြောင်းမစိုးပြောင်းမှု ရွှေဖို့ခက်ခဲနေရမျိုးအချိန်ကြာနေတာမျိုးလေးဖိနေတာမျိုးကြီးဖြစ်တတ်တယ်တဲ့နော်ဟိုလည်းမရောက်ဘူးပေါ့လေကိုသွားကျင်တဲ့နေရာလည်းမရောက်ခရီးရဒီတိုင်းပဲ progress မရှိဘဲနဲ့ကိုမာတဲ့နောက်ဆန်တင်းနေရတဲ့ကိစ္စမျိုးရှိနေတယ်ပါကိုကတခုခုလှုပ်ချင်နေသလိုရှိရင်အဲတခြားလူကိုငဲ့နေရတယ်ကြည်နေရတယ်เนาะအဲအဲ့လိုပုံစံမျိုးလေးကြီးပေါ့လေ ဒီဘက်တာကာလာအတွင်းကတော့ Scorpio တွေအများကြီးအဲတင်ကြီးခင်ရမယ်စိတ်တည်ငြိမ်တဲ့ကျင့်စဉ်တွေ meditation breath work အဲဓာရီပေါ့နော် mental peace and tranquility ရမယ် exercise မျိုးတွေလုပ်သင့်တယ်လို့လိပါအကြံပေးခြင်းတယ်ဘာလို့ဆိုတော့ဘာမှမတွင်ကျဲသေးဘူးဘာမှမဖြစ်မြောက်မဲ့ရတတပက်ပေါ့နော်အဲ့တော့ ဘာလို့လို့ရှင်းမရဘူးလို့ခံစားရတာမျိုးဖြစ်တဲ့အခါကျတော့အတင်းကြီးကြိုးစားတဲ့အခါကျလို့ရှိရင်ကိုယ်စိတ်ကပဲ exhaust ဖြစ်တဲ့ပင်ပန်းနေเนาะစိတ်ထိခိုက်တယ်ဒီလိုမျိုးတွေဖြစ်နိုင်တယ်ဒါကြောင့်မလို့ဒီဘက်တာကလာတွင်အေးစစလေးနားနေရအကောင်းဆုံးဖြစ်လိမ့်မယ်လို့လီရောအကြံပေးခြင်းနဲ့ Scorpio ရော Okay wish you all the best All right next အာလီရော Sagittarius ကိုကြည့်ပါမယ်အဲ့တော့ Sagittarius လေးတွေအတွက်လာမယ့် December 10ရက်နေ့ကနေ 15 NAD energy ဘယ်လိုရှိပါသလဲဆက်ကြည့် All right Sagittarius Sagittarius ဒီတဲ့เนาะတီပေါ့ချင်နေတဲ့ Sagittarius ဒီเนาะကံကောင်းချင်နေတဲ့ Sagittarius ဒီကိုဘွားတဲ့ဟောเนาะလုံးဝဒီ good luck တခုခုအာလာမလာမသိဘူးမျောနေတဲ့ စက်ဂျီတေးရီယပ်စ်လေးရှိရကွာဒီလားเนาะအဲ့ခါကျတော့ဒီမှာကြီးလိုက်လို့ရှိလို့ရှိရင်ဒီတစ်ပတ်တာကာလအတွင်းမှာခကြီးကိစ္စတွေစောင်ရွက်ရတာမျိုးတွေရဲဝေးရကိစ္စတွေစောင်ရွက်ရတာမျိုးတွေအဆင်ပြေတက်တယ် ်နော်ရဲဝေးရကိစ္စတွေဆောင်ရွက်တာအဲခီးကိစ္စတွေဆောင်ရွက်တာနော်ကောင်းတဲ့ခီးတွေတွားလာမျိုးတွေကျွမ်းဝတ်တတယ်တချို့ကျတော့အလုတ်ခန့်စာမျောနေတာမျိုးတွေဆိုလို့ရှိအီးမေးဝင်လာတတယ်အီးမေးကိုစစ်ဖို့မမိပါနဲ့နော်အီးမေးစစ်ပါနောက်တစ်ခါကျတော့နိုင်ငံခြားနဲ့ပတ်သက်ပြီးတော့စ조사ဆောင်ရွက်နေတဲ့ Sagittarius ဆိုလို့ရှိရင်လည်းအပြေအဝမဟုတ်ရင်တော့မှတစ်စိတ်တစ်ပိုင်းအောင်မြင်လာဖို့ရှိပါတယ်တဲ့နော်ဒါ Sagittarius တွေအတွက် message ဖြစ်တယ်နော် okay All right, wish you all the best. Okay, next. Uh, Leo Capricorn ကိုကြည့်မယ်နော် Capricorn တွေလာမဲ့ December ရှိရနေရနေဒီ24ရက်နေ့ဒီ energy ကိုကြည့်မယ်နော် Capricorn All right Capricorn 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 ယာဒူးတိုးဖို့မျောနေတာအလုံးနဲ့ပတ်သက်ပြီးသတင်းကောင်းနေအဲဘောနပ်စ်ရဖို့ယာဒူးတိုးဖို့ပရိုမိုးရှင်းရဖို့ဒီလိုမျိုးမျောလင့်နေတာမျိုးတွေမျောနေနေတဲ့ Capricorn နေရှိရပေါ့နော်အာဒီတပတ်တာကာလအတွင်းမှာမိကို မျောလင့်ထားတဲ့အတိုင်းပဲအကူအညီရတာ support ရတာဘောနပ်စ်ရတယ်လို့မျိုးပဲပေါ့နော်အဲကိုကိုမစိတ်တိရှုပ်နေရဆိုလို့ရှိရင်လည်းကိုကို စိတ်ကိုဖြန့်ပြေးပေးမဲ့သူမျိုးစိတ်ကိုနှိမ့်သိမ့်ပေးမဲ့သူမျိုးတွေနဲ့တွေ့ရတတ်တယ်အကြီးအကဲကောင်းတွေရဲ့စောင့်ရှောက်မှုရတတ်တယ်အကူအညီတွေရတတ်ပါတယ်အဲ့တော့ bonus ပေးတဲ့လူပဲကိုကိုနော်ပတ်စံလာပေးတဲ့လူပဲကိုကိုယာတူးတိုးပေးတဲ့လူပဲပေါ့နော်အဲအဲ့လိုမျိုး some kind of emotional support ပေါ့ဒီဟာအရင်က big ဖြစ်တယ်အရန်ကို decent ဖြစ်တယ်ကို့အတွက်အရန်ကောင်းတယ် capricorn နေเนาะ so you will be happy but you will be much appreciated about for what you did ပေါ့เนาะကို့လုပ်တဲ့ကိစ္စမှန်တယ်များကို appreciate လုပ်ပေးမဲ့အကြီးကဲကောင်းနေရဲ့စောင့်ရှောက်မှုတွေရတတ်တယ်အဲ့တော့အရန်ကောင်းတယ်ပေါ့เนาะ december နောက်အခြေရေးကံလည်းတော်တော်လေးတန်နေရအောင်တွေ့ရတယ်ပေါ့เนาะ okay အဲ့တော့ december ဒါလာမဲ့ရတတ်တဲ့ဘက်အတွက် message ဖြစ်တယ် capricorn နေ wish you all the best all right leo next aquarius ကိုကြည့်ပေးမယ်အဲ့တော့ aquarius တွေလာမယ် december ရှိရနေ့ရနေ့14ရက်နေ့ဒီ energy ဘယ်လိုရှိလဲပေါ့နော် aquarius aquarius please give me the message for coming week aquarius ရနော်အာကိုဝတ်တခုခုဆုံးဖြတ်ချင်ပြီမဲ့ ဆိုဖြစ်ချက်ချဖို့ခက်နေတာမျိုးကြီးကိုယ့်ရဲ့ personal safety ပေါ့နော်ငါဒီလမ်းကိုရွေးချယ်လို့ရှိရင်ငါဒုက္ခရောက်သွားမလားငါအဖမ်းမဲ့ခံရမလားအဲငါတောင်းမဲ့တင်နေမလားအဲ့လိုမျိုးပေါ့နော်စိတ်ထဲမှာမတိမတားလေးစိုးရိမ်စိတ်တွေအကြောက်တရားတွေကိန်းနေတာကြီးစိုးနေရလေးတွေ့ရတယ်ပြဿနာမတက်ချင်တာပေါ့နော်ပြဿနာအာတက်ထားဘူးတာရှိကောင်းရှိနိုင်တယ်တချို့ကြာလေပြဿနာတက်ဖူးရဲ့ history တွေကိုကမြင်နေရတဲ့အခါကျတော့ကိုယ်လှည့်ကြပြဿနာမတက်ချင်ဘူးအဲဒီလိုမျိုးနေစိတ်ထဲမှာ insecure ဖြစ်နေတဲ့ aquarius တွေတွေ့ရတယ်လက် က်ရှိအခြေအနေမှာလုပ်ငန်းကိန်းကိန်းနဲ့ပတ်သက်လို့ရှိရင်လည်းအာအရာတန့်နေရပေါ့နော် progress မရှိဘူးတဲ့နော်နောက်တစ်ခါကျတော့ကိုကအများကြီးစ조사ပြီးတော့နောက်တဟုံနိုးတိုးတက်ကြီးပွားဖို့လှုပ်လေလေအဲအခြေအနေအကုတ်ကိုစုပ်ကင်ထားလေအဲ့လိုမျိုးဖြစ်တဲ့တည်းတဲ့အဲ့ခါကျတော့ အခြေအနေနဲ့အချိန်ခါလေးပေါ်မှာ multi go with the flow ပေါ့နော်အအရန်ကြီးကိုကိုနှိမ့်ဆက်တဲ့ပုံစံမျိုးနဲ့တအားတွေအလုံးလုံးဖြစ်တာမျိုးတွေမလုံးနဲ့ပေါ့နော် is no use ပေါ့နော်တိတ်ကိုအတွက်အတုံးမဝင်ဘူးအ လီယိုခံစားရတော့အချိန်နေအချိန်ကာကိုအတွက်မကြသေးဘူးเนาะ so important decision တွေချလို့လည်းမကောင်းသေးဘူးလုပ်ငန်းအတွက်ရင်းနှီးမြှုပ်နှံမှုလည်းမကောင်းသေးဘူးဘာလို့လဲဆိုတော့အရာရာနှောင့်နှေးလေးဖြစ်နေတဲ့သဘောမျိုးလေးဖြစ်နေတဲ့ aquarius တွေ ਆ လी so let's wait and see ပေါ့เนาะ that is just a matter of a week ပေါ့เนาะတပတ်တာကာလပဲအာဖြစ်တတ်တယ်နောက်တစ်ခါကျတော့လီယိုမြင်တာစိတ်မှာမပြောတာမျိုးတွေရှိရတဲ့ခါကျတော့ ဒီတချို့ aquarius ဆိုလမ်းလွဲတက်တယ်လမ်းမတက်တယ်ပေါ့နော်ကိုယ်စိတ်ကိုပျော်ပျော်ဖို့ဆိုပြီးတော့အမှထားပါတော့အရမကလေးသွားမိဝဲလိုက်မယ်နော်အဲဟိုဟာလေးတုံးလိုက်မယ်ဒီဟာလေးတုံးလိုက်မယ်အဲ့လိုစိတ်ကိုစွဲလန်းစီတယ်ပြောင်းလဲစီတက်တဲ့အရာမျိုးလေးတွေကိုကစမ်းတက်မိတတ်တယ်မလုပ်ပါနဲ့တဲ့နော်အဖြတ်တော့ဝခတ်အောင်စွဲလန်းသွားတက်တယ်ဥမာဆေးလေးတောက်တယ်တကားမှမတောက်ဘူးဒါပေမဲ့အရန်စွဲသွားတယ်နော်ဒီဆေးကိုတောက်တယ်နေလို့ကောင်းတယ်အဲ same year time, DC Dama, Imapuran, DC Dama, a little pit water, you know, and I took three okay, query SD, all right. Okay, you say, pa. Okay, our last, the last sign for the week is Pisces. Our Pisces, it will go, GB May, La December. She any any, energy. What's gonna be a week for Pisces? Summarizing. Okay, Pisces ဆက်ပြီးခဲ့တဲ့တစ်ပတ်ကတော့ Leo တွေကကျမ်းမာကြီးမကောင်းဘူး။ Oh, ဒီတစ်ပတ်ကျတော့ Pisces ကျမ်းမာကြီးတယူဆိုင်ရမယ်နော်။ကျမ်းမာကြီး အညံ့နေတက်ပါတယ်နောက်တစ်ခုကကျကိုကစိတ်ထဲမှာ plan ပေါ့နော်အဲဘာပြီးဘာလုပ်မယ်ဆိုပြီးတော့မှ financial planning နေတွေ့ရနော်ဝေးကြီးနဲ့ပတ်သက်ပြီးတော့ကိုရဲ့ life purpose နဲ့ပတ်သက်ပြီးတော့ငါဘာဘာပြီးဘယ်တစ်ဆင့်တော့ပြီးသွားပြီးငါဘာလုပ်မယ်ပေါ့နော်အဲဒီဟာပြီးရင်တော့ငါဘာဆက်လုပ်မယ်ပေါ့နော်အဲ့လိုမျိုးမျောလင့်ထားတဲ့ဟာတွေရတယ်အချိုးခွေးကြီးဂျုံသွားတက်တယ်နော်တချို့ကျတော့လုံးဝပြတ်သွားတာမျိုးအစီအစဉ်တွေပြတ်သွားတာမျိုးအစီအစဉ်တွေအစအနေပြန်လို့ရအောင်ကိုမျောလင့်ထားတဲ့အတိုင်းမဖြစ်ပဲနဲ့ အကုန်လုံးကိုအစအပြန်လုပ်ရတယ်အာအိမ်တလုံးစောက်ထားတယ်လို့ပဲပေါ့နော်ညံစင်ထားတယ်အဆင်မပြေဘူးဒီဇိုင်းကမလောက်အကုန်ပြန်ဖြတ်ပြစ်လိုက်ရတာနော်ကိုကမျောလင့်ထားတယ်ဒါပြီးရင်တော့နောက်တစ်ဆင့်ငါပါတက်မယ်ဆိုပြီးတော့မျောနှင်းထားတယ်ဒါပေမဲ့မျောနှင်းထားတဲ့အချိန်မဖြစ်ဘဲနဲ့နောက်တစ်ဆင့်မတက်ခင်မှာလည်းပထမလုပ်ထားတဲ့အဆင့်ကိုဖြိုချပစ်လိုက်ရတာပြန်ပြီးတော့ပြောင်းလဲပစ်လိုက်ရတာမျိုးကြုံရတတ်ပါတယ်အဲ့တော့အဲ့ဟာနဲ့အတူစိတ်ထိခိုက်ပြီးတော့ကျန်းမာရေးပေါ့နော်ကျန်းမာရေးအားနေတာမှမဆိုလို့ရှိရင်ဒီကိုကင်ဆာအယိုးနဲ့ပတ်သက်တာ ရင်ပန်းနဲ့ပဲတော့အရေးပြားနဲ့ပတ်သက်တာမျိုးလေးအားနေတာတွေ့ရတယ်ပေါ့နော်ဆွဲခါကျတော့မျက်စိလည်းဂယူဆိုင်ပါနော်မျက်စိလည်းအားနေတတဲ့ Pisces ကတော့ overall ခြုံပြောမယ်ဆိုလို့ရှိရင်တော့ဒီအခုလာမယ်ရတဲ့တဲ့ဘက်ကတော့ကျမကြီးကိုအဓိကခရူးဆိုင်ရမယ်ဘလို့ plan စီပဲကိုကဟိုဖြတ်လိုက်ရတာပဲဖြစ်ဖြစ်ကို့အတွက်ပိုကောင်းတဲ့ဟာတကူလာမှာဖြစ်လို့ဆိုရယ်စိတ်ကလေးကိုမှတ်ထားပါလို့လီဝါအကြံပေးခြင်းပါတယ်ဆိုတော့ wish you all the best pisces Okay, အဲ့တော့လီအခုတင်ဆက်ပေးသွားသည် Weekly Zodiac Energy Reading Podcast အော်ဒီယိုတင်ဆက်မှုလေးဖြစ်တယ်ဗောလေအားလုံး enjoy ဖြစ်မယ်အားလုံးနဲ့ resonate ဖြစ်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ Leo နဲ့ personal consultation ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ရရှိနိုင်မဲ့အချို့ချို့တော့ available packages လေးတွေကို Leo D audio clip ရဲ့ description မှာ Leo ရေးပေးထားမယ်ဗောနော် Leo ရဲ့ Facebook page Messenger chat box ကနေစုံစမ်းမိမြန်ပြီးတော့ booking appointment လေးယူလို့ရပါတယ် အဲ့တော့ unity တိအားပေးနေကြတဲ့ fans တယောက်ချင်းစီအမကန်ပရိသတ်တယောက်ချင်းစီ subscriber တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိကြောင်းကိုပြောကြရနေပဲဒီ debate အတွက် weekly zodiac audio podcast reading လေးကိုဒီမှာပဲအဆုံးသတ်လိုက်မယ်လီယိုတို့နောက်ထပ် debate ဒီမှာထပ်တွေ့ကြမယ်နော် have a nice day to you all take care and bye bye